စင်တို့ရဲ့ဘဝမှာအရေးမပါဘူးမယုံကြည်ဘူးလို့ထင်ရတဲ့တတိပေးခြင်းတွေလဲလူရှိခြင်းဟာဘလောက်တောင်ကြီးမားတဲ့အန္တရာယ်ကိုဖိတ်ခေါ်နိုင်တယ်ဆိုတာကို ဒီဇယ်လန်အားနဲ့တင်ငန်းစာရရှိပါမှာပါဒီဖြစ်ဖြစ်ဟာလော်ခဲ9နှစ်ခန့်ကကျွန်တော်အသက်15နှစ်အရွယ်မှာကြုံခဲ့ရတာပါကျွန်တော်ဘဝရဲ့လမ်းကြောင်းကိုလုံးဝပြောင်းလဲပေးခဲ့တဲ့အရာတွေထဲမှာကျွန်တော်ရဲ့အဘွားဒေါ်မြတ်ရဲ့အကြောင်းကတော့ကျွန်တော်အစွမ်းလန်းဆုံးဖြစ်စေခဲ့ပါတယ်ဘယ်တော့မှမမေ့ရနိုင်တဲ့အကြောင်းမဖွဲ့ရအတွေ့အကြုံပါပဲကျွန်တော်ရဲ့အဖေဟာအိမ်တော်ဦးစီးဖြစ်တဲ့အပြင်အကူအကြီးဆုံးဖြစ်တာကြောင့် မိသားစုကိစ္စအတိုင်းမှာတာဝန်အများဆုံးယူခဲ့ရတဲ့သူပါ။ဖိုးဆုံကြီးရဲ့နောက်မှာတူတဲကြံခဲ့တဲ့အဖွာကိုဆောက်ဆောက်ဖို့အတွက်တာဝန်ဟာအဖေပေါ်အဓိကကျလာပါတယ်။ဒါကြောင့်ပဲကျွန်တော်တို့အိမ်ကိုအဖွာကြောင်းလာရတော့တာပါပဲ။ကျွန်တော်တို့အိမ်မှာအခန်းတော်တစ်ခုကိုအဖွာအတွက်တီးတန့်ပြင်ဆင်ပေးခဲ့ပါတယ်။ဖွာရဲ့အခန်းကိုတော့ရေချိုးခန်းနီးနီးနီးမှထားပေးထားပါတယ်။စပိုင်းမှာတော့ကျွန်တော်တို့အားလုံးအဆင်မပြေကြပါဘူး။နောက်တော့ ကျင့်သားရသွားကြပါတယ်ဒါပေမဲ့ဘာပြောင်းမလာခင်ကဆွေမျိုးတချို့ကကျတော့ဤစီစုံမေမယုတ်ဖို့အတွက်တတိပေးခဲ့ကြလေမမောင်ရဲ့နေဘွားအရင်လိုမဟုတ်တော့ဘူးနော်ပြီးခဲ့တဲ့6လအချန်တည်းကနေပြီးတော့ထူးဆန်းတဲ့တက်တာလုံးရှာပိတ်ပြီးကြတဲ့ကသူတကူကူဖြစ်နေရဲ့အဲ့မဲ့ဒီမှာဘယ်သူမှမသိတဲ့ဒီစုံတယောက်ကအဲ့ဒီတက်တာကိုမျက်နှာသာထိသိမ့်ပေးဖို့မာကြားလာတယ်လို့နေရဲ့အဖွာပြောတယ်ငါကြားခဲ့ရရဲ့နော်ပြောရလေအဲ့ဒီအကြောင်းကြားခဲ့ပြီးမယ်လေ စာမွေးပွဲနီးနေရာနဲ့ဂယုမဆိုင်ခဲ့ပါဘူး။ကျွန်တော်ဟာစာမွေးပွဲကြောင့်ကျွန်တော်နေအိမ်မှာနေရတဲ့အချိန်တွေကပိုများပါတယ်။နေခင်ဖက်တွေအဖွားကိုယူဆိုင်ဖို့ဖြစ်လာပါတယ်။ကျွန်တော်ငငယ်ကလေးကအဖွားဟာစကားတွေအရန်ပြောကောင်းပြီးသဘောကောင်းတဲ့သူတရားဖြစ်တယ်လို့ကျွန်တော်မှတ်မိနေခဲ့ပါတယ်။ဒါပေမဲ့ဒီအိမ်ကိုရောက်လာပြီးတဲ့နောက်မှာအဖွားစကားတွေနည်းလာပါတယ်။မျက်လုံးတွေကလည်းဘေးစီကိုကြည့်မှန်းမသိရဲမေးမောနေတတ်ပါတယ်။တညမှာတော့တညတကောင်ကျော်ရောက်နေတဲ့အချိန်မှာကျွန်တော်ဟာရေချိုခံသွားဖို့ အခန်းကြီးထွက်လိုက်တဲ့အချိန်မှာဘွားရဲ့အခန်းထဲကနေတူတူလေးတော့တောင်းကြားလိုက်ရပါခလေးခလေးညာနဲ့တူတူလှန်နေတော့မလားဆိုတော့ရုတ်တရက်ကြားလိုက်တဲ့အတန်းကြောင့်တကားအကွဲလေးကနေပြီးတော့ချောင်းကြည့်လိုက်တော့ဟွာသူ့ဘာသာသူအဲ့ရပေါ်မှာထိုင်ပြီးမောင်တို့ထဲမှာတယောက်တည်းထက်ခါထက်ခါညင်းယူနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာတာမန်အိမ်မက်ဆိုမဟုတ်မှန်ရင်ထဲကနေပြီးတော့စတင်ပြီးတော့ကျွန်တော်တိလာခဲ့ပါတယ်နောက်တစ်နေ့ရောက်တော့ ဝါဧကန်ထဲမှာထိုင်တက်သားအိုလေးတစ်လုံးပေါင်မော်တင်ပြီးလက်နဲ့ပေါ့တန်းရင်ကြငန်ကင်နဲ့ထိုင်နေပြန်ပါလေ။သမင်းကြွေတာရေတိုက်တာဘာမှလည်းပြန်မပြောဘူး။ဘယ်သူမှမမြင်နိုင်တဲ့သူ့ရဲ့ကိုယ်မိုင်ကဘာထဲမှာပဲနစ်မြုပ်နေခဲ့လေ။ချိန်ကကျွန်တော်စိတ်မချမ်းမြေ့စွာနဲ့ပဲ။ဘာရဲ့ပေါင်မော်ကတက်သားဘူးကြီးကိုစူးစမ်းလိုက်ပါလေ။မကိုင်းနဲ့။ဘာရဲ့အော်တန် ဘင်းတဲကနေပြီးတော့အောက်ပြီးတော့ online တလူမျိုးလူကြီးတယောက်ရဲ့အင်အားကြီးမားတဲ့အတန်နဲ့တူနေပါတယ်ကျွန်တော်လက်ကောက်ကိုစုပ်ကိန်ထားတဲ့အဘွားရဲ့လက်သေးရပဲတမဏိလူပါပဲကျွန်တော်ကြက်သီးမွေးညင်ထပြီးတော့လက်ဖြတ်သွားပါတယ်အဲဒီတန်ဟာကျွန်တော်ရဲ့အဘွားတန်လုံးဝမဟုတ်မှန်းကျွန်တော်အသေးချာတိလိုက်ပါတယ်သက်တာကိုလေးမြန်ပြန်ချလိုက်တော့မှဟွာ တက်တာကိုပြန်ပေါ့တန့်ရင်တန်နိုင်နိုင်ချစ်နေခဲ့ပါတယ်။နောက်နေ့မနေ့ကျွန်တော်အဲ့ရနိုးတဲ့အချိန်မှာအဖွားကိုဘယ်လိုမှရှာလို့မတွေ့တော့ပါဘူး။ဒါပေမဲ့အဖွားအမြဲအမြတ်တနိုးကင်ထားတဲ့တက်တာအဟောင်းတွေဟာဧကန်စပွဲပေါ်မှာရှိနေခဲ့ပါတယ်။ကျော်ဟာဆက်စုခြင်းနဲ့စိတ်ကြောင့်လင့်တုံလုံးနဲ့ပဲအဲ့ဒီတက်တာကိုဖွဲ့ကြည့်လိုက်ပါတက်တာထဲမှာတွေးလိုက်ရတဲ့နင်ွယ်ဟာကျတော့အော့အန့်ခြင်းစရာ ຈັງເວຜ່ວຍອາຍຸນລະຜິດສິດແຂ່ໄປອະຕວມາປູຫັດໂຕຊິນໂຕອະລ້ອງໂຕແກ້ກ້ອງໂຕໂກໂຕອະໄສໄລອຕົງແກ່ໂຕຫຍໍດ້ວຍຫນີແກ່ໄປດາໂຕຫາບາໂຕແລະဘာဘာလို့အဲ့အရာတွေကိုမျက်နှုံးနေရလဲဆိုပြီးတော့ကျွန်တော်ဆက်ဆုပ်ပြီးတော့လက်ဖြတ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဘာရေချိုးခန်းထဲကနေရုတ်တရက်ဆိုတလို့ထွက်လာခဲ့ပါတယ်။မြင်းနာ ပြူးရိပ်မှုမရှိဒေါသထွက်နေတဲ့မျက်နှာထားနဲ့ကြတော့စီကိုတိုးဝင်လာခဲ့ပြီးဇပွဲပေါ်ဟာတက်တောင်ပြန်ဆွဲယူကအဖွားရဲ့အခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်အဖွားတွင်အဲ့ဒီတက်တာဟာအဓိကဆိုအောင်ကျွန်တော်သေချာတိလိုက်ပါပြီညပိုင်းမိဖို့ကန်းကိုဗိုက်စာလို့မိဖွဲ့ရေးသွားတဲ့အခါအဖွားရဲ့အခန်းကိုဖျက်သွားရတယ်လေတကားဟာဟာစီဟာစီနဲ့ဖြစ်နေရကြ ကျွန်တော်အထဲကိုအမတ်မတီကြီးလိုက်နေပါတယ်အဘွားဟာအဲ့ရပေါ်မှာထိုင်နေပြီးတက်တာထဲကပိုးဟတ်တွေကိုတကောင်ချင်းစီကောက်ယူကပါဇက်ထဲကိုထည့်ပြီးစားနေတဲ့မြင်ဝင်းကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ဟိုရဲ့မျက်လုံးတွေဟာမြင့်ရည်တွေစီးကျနေတယ်လို့ကြောက်မွေ့ဖွယ်ကောင်းအောင် မောင်မင်းနေပါလေငါခလေးလေးငါမကြခင်လန်ခဲ့တော့မယ်နော်သူ့ဘာသာသူတိုးတိုးလေးရေရော့နေပြန်ပါလေကျွန်တော်အဲ့ဒီနေရာမှာလေလက်ပြီးပြုတ်အန့်ချင်တဲ့စိတ်နဲ့နောက်ပြန်လဲပြီးတော့ထွက်ပြေးခဲ့ပါလေဒီလိုနဲ့နောက်နေ့မနေ့မိုးလင်းတဲ့အခါမှာအဖေဟာအဖာဆုံးပြီလို့ကျွန်တော်လာပြောပါတယ်ကျွန်တော်လည်းအဖာရဲ့အလောင်းသွားကြည့်တဲ့အခါမှာအနတ်သက်ဆုံးရပို့ပြီးတော့ပြင်းထန်နေပါတယ် ဘွားရဲ့လက်ထဲမှာလည်းအဲ့ဒီသက်တာအဟောင်းလေးကိုစုပ်ကန်ထားသေးပါပဲ။အတူပါပြီးတဲ့အချိန်မှာကျွန်တော်သက်တာကိုခိုးယူပြီးအဝေးကြီးကို သွားပက်လိုက်ပါတယ်။ဒါပေမဲ့နောက်နေ့မနေ့ထမင်းစားစပွဲပေါ်မှာအဲ့ဒီသက်တာကိုကျွန်တော်ပြန်တွေ့ရပြန်ပါတယ်။အဖေကအဖွားဆုံးမိကတည်းကအဲ့ဒီသက်တာဟာအဲ့ဒီနေရာမှာပဲရှိနေတယ်လို့ပြောပါတယ်။ ော်ကလည်းအဲ့ဒီတက်တာကိုထပ်ပစ်ဖို့ကြိုးစားတဲ့အခါမှာအမေကကြော်ဒါစီလိုက်ပါတယ်။နင့်ဘွားရဲ့ပစ္စည်းကိုမကင်နဲ့။အဲ့လိုခက်ကြံကြံနဲ့ရရတီတီပြောလာတော့ကျွန်တော်တွေးလိုက်ပါတယ်။အမေရဲ့မျက်နှာမှာအဖွားလိုပဲမျက်လုံးတွေမိုင်းမိုင်းနဲ့စိမ့်နေတဲ့အရေးအယံကိုကျွန်တော်တွေးလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအမေဟာချားတာတွေကျမ်းမာရေးမကောင်းတာတွေတစ်ခုပြီးတစ်ခုစက်တိုက်စလိုဖြစ်လာပါတယ်။ ညာဘက်တွေမှာလည်းအဖွားလိုခန်းထဲကနေတက်တာနဲ့စကားတွေပြောနေတဲ့တူတူလေးတွေကိုကျွန်တော်အမြဲတစေအဲ့ဒီအတန်တွေကိုကြားလာခဲ့ရပါတယ်ကျွန်တော်တက်တူတက်ဖို့အရာနေခွဲခွာသွားတဲ့အခါမှာတက်တာကိုခိုးယူပြီးအတူယူလာခဲ့ပါတယ်ဒါဟာကျွန်တော်မိသားစုစီကိုအဲ့ဒီပုံမှန်တွေပြန်ပြီးတော့ကူးစက်မသွားအောင်ကာခွဲဖို့အတွက် ကျွန်တော်လုတ်ခဲ့ရပါကျွန်တော်ဟာအဲ့ဒီတက်တာတော့ခတ်ပြီးအနီးနားမှာပဲဖြစ်စည်းပြဖို့ကြိုးစားခဲ့ပါတယ်အခုချိန်မှာတော့အမေဟာပြန်ကောင်းလာပြီးတက်တာအကြောင်းဘာမှမမှီဟန်မရှိပါဘူးကျွန်တော်ကတော့အဲ့ဒီတက်တာကိုကျွန်တော်ရဲ့အခန်းထဲမှာတော့ခတ်ပြီးယနေ့ချိန်ထိတိမ်ထားစေပါပဲကျွန်တော်ကြောက်ပေမဲ့လည်းကျွန်တော်ရဲ့မိသားစုရှိကိုအဲ့ဒီကံကြမ္မာဆို ပြန်မရောက်လာအောင်ကျွန်တော်စီမှာပဲဆက်လက်ထားဖို့ဆုံးဖြတ်ထားပါတယ် အဲ့ဒီဇာတ်လမ်းအောင်ဒီမှာပဲတကယ်ပင်ပြီးဆုံးသွားပြီလားဆိုတော့ကျွန်တော်မပြောတတ်ပါဘူးကျွန်တော်တို့တော့အဲ့ဒီတက်တာဟောင်းဟာရိုးရှင်းအိမ်မက်ဆိုတခုမဟုတ်တော့ပါဘူးအမေပြန်ကောင်းလာခဲ့ပြီမဲ့အနေရအမြင်ပြက်မရှင်းသွားသေးတာကိုကျွန်တော်သိနေခဲ့ပါတယ်အဲ့ဒီဆိုဂျိုဟာကျွန်တော်ရဲ့မိသားစုစီကိုပြန်မြောင်းလာဖို့အတွက်ကြတော့ကျွန်တော်ကိုယ်တိုင်တောက်ခတ်ပြီးတိုက်ထားရတဲ့တာကိုဖြစ်လာပါတယ် အဲ့ဒီအဖြစ်ပြကနေဘာသင်ခန်းစာရလဲဆိုအမောင်ထူးတစ်ခုကိုအနိုင်တိုက်ပြီးပြီလို့ထင်ရတတ်ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီအမောင်ထူးကတင်းရဲ့ဘဝကိုဒစိုက်တစ်ပိုင်းအဖြစ်အမြင်ကြံရင့်နေတတ်တယ်ဆိုတာပါပဲတင်းဟာလောမြောက်သူဒါမှမဟုတ်အန္တရာယ်ကိုယ်တိုင်ထိချုပ်ထားရတဲ့ဖြစ်လာတတ်ပါတယ်မိတ်ဆွေတို့ကရောဒီဇက်လန်ကဘာသင်ခန်းစာတွေရထားလဲဆိုတာကိုကွန်မန့်မှာရေးသားပေးဖို့ကျွန်တော်မြစ်တာရက်ခံပါတယ် ဒီဇာတ်လမ်းကိုကြိုက်တယ်ဆိုရင်တော့ like subscribe လေးနှိပ်ပေးပါအောင်လို့ကျွန်တော်မြင့်တန်ရခံအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ